ကျွန်တော်တို့အသေးအတွက်ဒီနေ့ပွေးစဉ်ကတကေးကိုအရေးကြီးတဲ့ပွေးတွေဖြစ်သလိုအမ်မိုရယ်ပြောသလိုမျိုးပဲခက်ခဲမှုတွေကျွန်တော်တို့ချီလာနိုင်တယ်အားလုံးမင်္ဂလာပါမန်နယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေမက်ရှယ်ဆောင်နဲ့တဲ့အစ်တင်နဲ့ဒီည6:00နာရီမှာဆိုရင်အဝေးကွင်းပရီးမီးယားလိပွေးစဉ်6ဖြစ် ဖရဖိုးရင်အင်ကွေးမှာကျွန်တော်တို့တော်ရုပ်ကစားဖို့ချင်တော့ဗျာဒီနေ့ကွေးစင်နဲ့ပတ်သက်ပြီးတော့နေပြဖြစ်သူ Ruby Amway က press conference သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ဒီထဲမှာဆိုရင်ကျွန်တော်တို့ဒန်ရကစားသမားအခြေအနေပြုလို့ချင်ဒီကနေ့ပွေးစင်ကိုပါဝင်ဖို့မတေချာတဲ့ကစားသမားတွေနောက်တစ်ချက်အသင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေသူပြောထားမှုရှိတဲ့အတွက်အဲ့ဒီထေကမှာကျွန်တော်တို့တချို့ဝက်အကြောင်းအရာတွေကိုဆွေးနွေးတော့ရအောင်ပေါ့ဗျာ အလုံးမေမင်္ဂလာပါသာသမားတွေအလုံးမေမင်္ဂလာပါဗြဟ္မအုပ်စုပေါ်ပြကျွန်တော်တို့ဒေယာရီကစားသမားတွေအချင်းတွေကိုကြည်အားလို့ချင်းကျွန်တော်တို့မဆရာဝေဆိုရင်အင်ဂျူရီပြဿနာဖြစ်တာတယ်လီချာဆိုရင်လည်းကျွန်တော်တို့ကာလာချစ်တယ်တခုကြောင့်အနာပေးထားရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာမဲဆိုရင်လည်းပဲသူတို့မှမိသားစုဝင်တူတည်ဆုံမှုစုံကြမှုဖြစ်ကြတဲ့အတွက်ပါဝင်မှာမဟုတ်ဘူးကက်ဆမေရိုဆိုရင်လည်းပြီးခဲ့တဲ့ချက်စီနဲ့ပွေးစီမှာနှစ်ဝတ်တနည်းထိခဲ့တဲ့အတွက် ဒီကစားသမားတွေရောက်ဆိုရင်ပေါ့ဗျာဒီနေ့ပွေးစဉ်ကိုလွှဲလျှော်ဖို့ရှိနေတယ်ဒီနေ့ကမှကျွန်တော်တို့မာဇရာဝေဆိုရင်လည်းပဲလာမယ့်နိုင်ငံတကာအင်တာနက်ရှင်နယ်ပရိတ်ပီးတဲ့အထိကိုပါဝင်ဖို့မတိကျသေးဘူးဆန်တန်လီနဲ့ပွေးစဉ်ကိုလွှဲမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လီဗာပူးနဲ့ပွေးစဉ်တို့ကိုပါလွှဲလျှော်ဖို့ရှိနေတယ်လီချာကတော့ကျွန်တော်တို့ဒီနေ့ပွေးစဉ်ကိုလည်းထည့်ပြီးတော့လွှဲဦးမှာပေါ့ဗျာဆိုတော့ကက်ဆီမီရိုကက်ဆီမီရိုဆိုရင်လည်းနော်ဝတနီတီတာတွေအတွက်ဒီနေ့ပွေးစဉ်ကိုပါဝင်လာမှာမဟုတ်ဘူး ဆိုတော့အာမဲအခြေအနေကိုကြားလို့ချင်းပေါ့ဗျာအာမဲဒီယာလိုအနေနဲ့သူတို့မှမိသားစုဝင်တယောက်ဒေဆုံမှုဆုံးချုံးဖြစ်ခဲ့တယ်။သူရဲ့မိသားစုထဲကတယောက်ဆုံးတော်လို့အာမဲကိုကျွန်တော်ကူညီပေးမှုရှိနေတယ်။အမ်ရယ်ကသူ့ကိုအချင်းယူပြီးတော့ကျွန်တော်အကောင်းဆုံးပြန်လာဖို့ပေါ့ဗျာမန်ချက်စတာနဲ့တဲ့အသင်းမှာလုံးဝအမေရိကန်ဆုံးဖြစ်ဖို့ကိုကျွန်တော်မျှော်မဲထားတယ်။ကျန်တဲ့ကစားသမားတွေကဆိုရင်ပေါ့ဗျာဒီနေ့ပွဲစဉ်ကိုပါဝင်ကစားဖို့အဆင်သင့်ရှိနေတယ်ဆိုပြီးတော့ အမွေကပြောရတယ်ဆိုတော့ဒါကဒီနေ့ပွဲစီမှာပါဝင်ကစားလာပုံရှိတဲ့သာသမာတွေပြီးလို့ချင်းအနာပေးရဖို့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့သူပြောရတာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီအသေးနဲ့ပတ်သက်ပြီးတော့ဗျာပြီးခဲ့တဲ့အပတ်ကအရေးကြီးတဲ့အနိုင်ရလေးတစ်ခုကျွန်တော်တို့ပေါ်ဆောင်နိုင်ခဲ့တယ်အခုပရီးမီယံလိမ့်မှာဆိုရင်နှစ်ပွဲဆက်တဲ့အနိုင်ရဖို့ကဘလောက်အရေးကြီးလဲဆိုပြီးတော့တင်းထောက်ကမေးရတယ်ဒါကို အမွေကဟုတ်ပါတယ်တကယ့်အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တယ်ဗောအပွေပြီးတော့အဲ့ဒါကိုကျွန်တော်တို့ပြောခဲ့ကြတယ် ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အနိုင်ရဖို့အရေးကြီးပါတယ်ပေါ့နောက်ထပ်ပြိုင်ပွဲတွေကိုကျွန်တော်တို့ကြီးတဲ့ခါတိုင်းဒါကတကယ်ကိုခက်ခဲတဲ့အပွဲစဉ်တွေပဲဖြစ်ဖို့ဆိုတာတွေ့ရတယ်ပေါ့ကျွန်တော်တို့မှအဲ့ဒီခံစားချက်တွေကြီးတယ်ပွဲရလို့ကိုကျွန်တော်တို့ထိန်းချုပ်လို့မရပါမယ်လို့ရှက်စင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်တွေဘယ်လင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်တွေအာဆင်နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာအရေးကြီးဆုံးပွဲစဉ်တွေဖြစ်တယ်ပေါ့ဒီလိုပွဲမျိုးတွေမှာအယုံဆိုင်ပြီးတော့ပွဲတိုင်းကိုအနိုင်ရဖို့ကစားဖို့လိုတယ်ဆိုပြီးတော့ဒီနေ့ပွဲစဉ်တွေပတ်သက်ပြီးတော့သူပြောရတယ်ဆိုတော့ကျွန်တော်အသင်ကပေါ့ဗျာ အဲတကယ်တည်းကြည့်ရလို့ချင်းဒီနေ့ပွဲစီမှာလည်းအရေးကြီးတဲ့ကစားသမား၃၄ယောက်ကိုကျွန်တော်လွှဲချော်ဖို့ရှိနေတယ်။အာမက်မက်ချစတာဝင်တဲ့အသေးနဲ့တကယ်ကိုအဲ့ဒီကွင်းလင်ညာဘက်အချမ်းနေဘက်တဲရိုတို့မှာနော်သူရဲ့အရေးပါမှုကကျွန်တော်တို့အသင်းအတွက်လွယ်မှုရှိတယ်။ဒါပေမဲ့လို့အာမက်ဒီယာလိုနဲ့နောက်ပိုင်းပွဲစီတွေမှာဆိုရင်သူရဲ့အချင်းတွေကအဲ့လောက်ထိအားရကျင်တဲ့စရာသူရဲ့ performance တွေသူရဲ့ဒီစွမ်းဆောင်ရည်တွေကနည်းနည်းကျလာတယ်လို့ပြောရမယ်။ မာဇာရာဝီမာဇာရာဝီအနေနဲ့ကပေါ့ဗျာကျွန်တော်တို့ဒီဆယ်နန်နဲ့ပွေးစဉ်တို့လီဗာပူးနဲ့ပွေးစဉ်တို့နိုင်ငံတကာနောက်ထပ်လာမယ့်ပွေးစဉ်တွေအပြီးမှာတော့ကစားသမားဖြစ်သူကျွန်တော်တို့အသေးနဲ့တူပွေးထုတ်ဖို့တည်းမျှော်လင့်လို့မရပါဘူးကဲဆမျိုးကတော့ထားလိုက်တော့ပေါ့ဗျာဆယ်စင်းနဲ့ပွေးစဉ်မှာနော်ဝတ်တင်းနဲ့ထိတာတယ်ဆိုတော့ကိုအသေးမှာပေါ့ဗျာအခုဆိုရင်အာဒီကိုဒါလို့တို့ဆိုရင်လေလေချင်းကထရင်နေကျွန်တော်စဉ်းစားတာရှိတယ်ဒါပေမဲ့လို့ဒီကစားသမားရဲ့ကြမ်းခိုင်မှုအခြေအနေက အာကျွန်တော်တို့ LLT မျောလင်းလို့မရတဲ့ပုံစံမှာရှိနေတယ်။အခုဆိုရင်ပေါ့ဗျာမာဇာဝေဆိုရင်ထယ်လွေးမယ်လီရှာဆိုရင်ပါတယ်မှာမဟုတ်သေးဘူး။ဒီလိုအနေထားနေမှာဆိုရင်ကျွန်တော်အဲ့ဒီကွေးလေညာဘက်အချမ်းမှာအတုံးပြဖို့ကစားသမားမရှိတော့ဘူး။ကြည်ရလို့ချင်းကျွန်တော်တို့အသေးနေနဲ့အဲ့ဒီညာဘက်အချမ်းမှာပွေးထုတ်လာမယ်အနည်းဆဲဆုံးလူကိုကြည်ရလို့ချင်းဒီကိုဓာတ်လို့တယောက်ပဲ။ဓာတ်လို့ကိုပထမဘက်မှာကျွန်တော်တို့အတုံးပြမယ်။တကယ်လို့အချင်းနေမကောင်းဘူးဆိုရင်သူရဲ့ကြက်ခိုင်မှုတော်တော်လိုသေးတယ်ဆိုရင်တော့ စားသမားဖြစ်သူကျွန်တော်ဒုတိယဘက်မှာအနာပေးပြီးတော့လူငယ်ကစားသမားလေးတွေနဲ့ပွေးထုတ်လာဖို့ရှိနေသလိုတစ်ဖက်မှာလည်းကျွန်တော်ဒီလူရှော့ကိုညာခန်စစ်ကနေကွင်းလင်ပေးပဲအချမ်းကိုပို့ပြီးတော့အဲ့လေကွင်းလင်ပေးပဲအချမ်းက portrait တူကိုကျွန်တော်ညာဘက်အချမ်းကိုပိုးကောင်းပို့နိုင်တယ်ဘာလို့ဆိုတော့ portrait တူကိုနေတဲ့တချို့ပွေးစီတွေမှာအဲ့ဒီညာ rabbit အဆဲမှာဆိုရင်ကစားတာကျွန်တော်ရှိတယ်အကောင်းမွန်ဆိုရင်ကျွန်တော်ဖြစ်ထားတာတွေ့ရတဲ့အတွက်ဒီလိုပုံစံမျိုးခြေကောင်းခြေနိုင်သလိုအန်ဘူမို့ အဲမူမောနဘတဲတို့ကနေအဲ့ဒီညာဖက်ရိုက်ဘက်အချင်းကိုပို့ပြီးတော့မေဆန်မောင်တို့မတီးရဲ့ကွန်ဂျာတို့နဲ့ဒီလိုမျိုးဒီပွေးထက်လူစင်းမှာအဲမိုးရဲ့အနေနဲ့၃ကောင်း၃လာနိုင်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မှာရေချွေခင်မရှိပါဘူး။အရှယ်မှာဖြစ်ဖြစ်ကျွန်တော်အဒီကကစားသမားဖြစ်ဖြစ်ဒါလို့တယောက်တည်းပဲကျွန်တော်တို့မှာရှိတယ်။မဇာဝေဆိုရင်လည်းနိုင်ငံတကာပွေးစဉ်ပြီးတာတောင်ပါဝင်လာနိုင်ဖို့မရှိသေးတဲ့အတွက်ဒီအရာတွေကကျွန်တော်တို့အသင်းအတွက်တကယ့်ကိုပြဿနာဖြစ်တယ် ကျွန်တော်မှရေးကြည်တဲ့ပွေးစဉ်တွေကလာပြီပေါ့ဗျာအခုဆိုရင်ချက်စီကိုကျွန်တော်နိုင်ခဲ့တယ်ခက်ခက်ခိခိနဲ့ကျွန်တော်တို့ကောင်းမွေးတဲ့အချိန်တွေတခုလုံးဝမရှိတဲ့ပုံစံတခုကနေကျွန်တော်အနိုင်ရလဲပေါ်ဆောင်ခဲ့တယ်အခုအဝေးကွင်းဘရဖုန်းနဲ့ကစားမဲပွေးစဉ်မှာအမ်မိုရဲအတွက်အသင်းအတွက်ကစားသမားတွေအတွက်ကိုအင်မတန်အရေးကြီးတဲ့နိုင်ပွဲတခုကိုပေါ်ဆောင်ဖို့လိုတော့ပေါ့ဗျာဘရဖုန်းဆိုတာကမန်ချက်စတာကိုနည်းနည်းအသင်းကိုတကယ်ဒုက္ခပေးတဲ့အသင်းတွေထဲမှာပါတယ်ပြလို့ချင်း Brian Embomo နေနဲ့သူအတင်းဟောင်းနဲ့တွေးတဲ့အနေအထားတစ်ခုမှပြည်စည်းမှုပိုင်းနဲ့ကစားပုံနဲ့ဒီထက်မကပိုကောင်းလာမလားဆိုတာကျွန်တော်တို့ကြည့်ရမယ်။နောက်တစ်ချက်ကျွန်တော်ခုနပြောသလိုပါပဲ Brian Embomo ကိုအဲ့ဒီညာ Rival Queen League ဖဲအချင်းမှာထားကစားမယ်ဆိုရင်ကစားသမားဖြစ်သူအနေနဲ့ကျွန်တော်တို့ထင်သလောက်လုံးလုံးနဲ့စဲချိမယ်လို့ကျွန်တော်မထင်ဘူး။ Brian Embomo ကကျွန်တော်တို့တိထားပိသားဖြစ်ပါတယ်။ပြိုင်ဖက် area ပေါက်သေးကိုတွဝင်ပြီးတော့တစ်ဖက်ကစားသမားအနေနဲ့ချင်လူတဲ့နေရာမှာ ဘောလုံးပြဖို့တဲ့နေရာမှာ တကယ့်ကိုအင်တိုင်းအားတိုင်းနဲ့ကစားနိုင်တဲ့ပလေယာဖြစ်တဲ့တစ်ဖက်ခံစစ်အေရာဇုံထဲကိုရောက်လေလေကျွန်တော်တို့မန်ချက်စတာကိုနည်းနည်းအတင်းတဲ့အခွင့်အရေးတွေပိုရလေလေဆိုတာကြီးတဲ့အတွက်အဲဘရိုင်အန်ဘူမိုအဲ့ဒီကွင်းလေးထဲမှာထားမယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးထင်တယ်။ဒါကြောင့်ရိုးရိုးချင်းချင်းလေးပဲကျွန်တော်တို့လူရှော့ကိုတကယ်လို့အဲညာနောက်ခံကနေကွင်းလေးပဲချင်းကိုပို့ရင်ပို့သူတွေမော်လို့ချင်းအဲပထရစ်တူကိုအနေနဲ့ညာဘက်အချဲမှာကစားချင်းကစား ဒီလိုမျိုးဖြစ်တော့မယ်ဆိုရင် Brian Embumo ရဲ့မတည့်ရဲ့ကိုညာရဲ့ဒီလိုမျိုးပို့ထုတ်လာမှာစရော့စာတမတော်ရဲ့ကျွန်တော်မက်ဆေ့ချ်အောင်လည်းအသေးတကတော့ဗောဗျာတကယ်တမ်းကြည့်အောင်လို့ချင်းမလွေကူတဲ့ပွေးစီနဲ့ကျွန်တော်ဇက်လိုက်ဆိုတော့လာပြီအခု Brave နဲ့ကစားပြီးပြီဆိုရင်ကျွန်တော်စင်တာလန်တက်တက်လာတဲ့အသင်းနဲ့ကစားမယ်ဒါပြီးပြီဆိုရင်ကျွန်တော်အဝေးကွေးလီဗာပူးတို့နဲ့ပွေးစီကိုကျွန်တော်ထက်ကစားမယ်ဒီလိုမျိုးအခြေအနေမှာအရေးကြီးတဲ့ကစားသမားတွေနောက်တဲမှာဆိုရင်လီဆယ်တို့မာတီနဲ့တို့ကပါဝင်လာနိုင်ဖို့ကျွန်တော်အင်မတန် လီဗာပူးနဲ့ပွေးစဉ်ကိုလည်းကျွန်တော်မျှော်လင့်ရမှာပေါ့ဗျာဆန်ဒန်နဲ့ပွေးစဉ်ကတော့ကျွန်တော်ပါဝင်လာမှာမဟုတ်ဘူးဆိုတော့ဒီနေ့ပွေးစဉ်မှာအာမေဒီယာလိုလွှဲချော်မယ်မာဇာဝေလွှဲချော်မယ်ကက်ဆမီရိုလွှဲမယ်လီဆန်ဒိုမာတီနက်ကလည်းဒီနေ့ပွေးစဉ်မှာပါဝင်လာမှာမဟုတ်သေးဘူးဆိုတော့ကျွန်တော်တို့အသေးအတွက်ဒီနေ့ပွေးစဉ်ကတကယ်ကိုအရေးကြီးတဲ့ပွေးတစ်ပွဲဖြစ်သလိုအမ်မိုရယ်ပြောသလိုမျိုးပဲခက်ခဲမှုတွေကျွန်တော်တို့ချီလာနိုင်တယ် ။ဘာဖြစ်လို့တော့ကိုယ့်အစ်စ်မှာအရေးကြီးတဲ့ကစားသမားတွေလည်းတော်တော်များများလွေးချော်ဖို့ရှိနေသလိုအရှယ်မှာလည်းကျွန်တော်အားကိုရတဲ့ပလေယာတွေတိတ်ပြီးတော့မရှိဘူး။လူငယ်ကစားသမားတွေကြီးတယ်ဆိုပေမဲ့လို့လူငယ်ကစားသမားတွေအနေနဲ့တင်းကျင်းနဲ့ပွေးထုတ်လာပြီးဆိုရင်အဲ့လိုမျိုးအခြေအနေတွေမှာအဆင်ပြေနိုင်စွမ်းမရှိတဲ့အတွက်မန်ချက်စတာအနေနဲ့အမ်မရယ်အနေနဲ့ရေးချေလာတဲ့လူစည်းနဲ့ပွေးထုတ်လာတဲ့လူစည်းနဲ့အပြောင်းလဲတွေဘလို့အတုံးရှာမလို့ဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ဗျာ။ ဆရောစာသမားရိုက်ဒါကမန်ချက်စတာအုံနဲ့တဲ့အစ်တင်နေဒီည6နာရီအဝေးကွင်းဘရယ်ပွေးရင်အင်ကွင်းမှာကစားမယ်ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ပရက်စကော့ဘရယ်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့အနေထားတွေမှာဒေယာရီကစားသမားတွေအချင်းနဲ့ဒီနေ့ပွေးစဉ်မှာပါဝင်မလာနိုင်တဲ့ကစားသမားတွေအချင်းနဲ့အာမက်ဒီယာလိုနဲ့ပတ်သက်ပြီးတော့ချင်းနဲ့မာဇရာဝီကက်စမီရိုလီဆန်ဒိုမာဒီနဲ့စားတဲ့ကစားသမားတွေအပြေပေါ်ပြအသေးနဲ့ပတ်သက်ပြီးတော့မူရရဲ့ပြောစကားတွေကိုကျွန်တော်ဒီကနေ့မှဆွေးနွေးတော်တာဖြစ်ပါတယ်ညီကိုတို့အနေနဲ့ဒီနေ့ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ချက်ရှိလဲ ဒီအမ်မွန်ပြောတဲ့စကားတွေအမ်မွန်ပြောတဲ့ဖြေထားတဲ့အနေထားတွေမှာဘလို့တွေကျွန်တော်တို့ဒီချီမလေးဆိုတာဆွေးနွေးပေးကြပါအောင်ကျွန်တော်တို့ယူနေတဲ့အသင်းကဒီည6နာရီပေါ့ဗျာပရေဖိုးရင်အင်ကွင်းမှာအဓိကကစားသမားတွေမပါဝင်တဲ့အနေထားတွေမှာဆိုရင်ဂျာလက်ကောက်တခုကျွန်တော်ဖော်ဆောင်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပေါ့ ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်း message တောင်းနေတဲ့အသင်းနဲ့ပတ်သက်သမျှသတင်းတွေရထားလို့ရှိလေကျွန်တော်တင်ဆက်ပေးဖို့ရှိပါတယ်ဒီနေ့ပွေးစဉ်ပြီးလို့ချိန်လေးပွေးပြီးသုံးသိချက်ကိုပါဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြပါဦးလို့ပြောချင်ရင်လည်းအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါဟင်းကနရေပရအောင်ကစတာပနေவிஷயம் கஷ்டமானதுன்னு தெரிஞ்சு பாதியிலே விட்டுட்டு போய்ப்பாங்க ஆனா நான் இது கஷ்டமானதுன்னு தெரிஞ்சு தான்டா ஸ்டார்ட்